အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ပါကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝိထုတို့လေးကတော့ဆာရေးဆရာဆရာရင်းမြတ်တင်ရေးသားထားတဲ့ချမ်းပဲ့ပန်သီးလို့အမည်ရတဲ့ဝိထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြီးကြပါအောင်ခင်ဗျာညနေပဲကာသိန်ချင်းရောက်တည်နေကြော်မိုးလွင်က အုံနာအိမ်တို့ကားပြန်အဲ့ရန် ပြင်သည် ကားကို အုံနာအိမ်တို့ မောင်းလာခဲ့သည်အိမ်ရှိရောက်တော့ဟွန်းတန်ပေးလိုက်သည် ဝင်းတကာပွင့်လာတော့အခါအတွင်းသို့မောင်းဝင်လိုက်သည်ကာကို ကိုတောင်အောက်သို့တခါတည်းမောင်းသွားက ထိုးရက်လိုက်သည် ထို့နောက်ထုံးစံတိုင်းကားပြန်မအံ့မီကျူမြဲကိစ္စလိုကိုဆောင်ရွက်သည်ဥစွာ ကာဤရှေ့နောက်ဘေးဘေးညာလိုကိုနှံ့စက်အောင် ရှောက်ကြည့်သည်ငုံကြည့်သည် ကုံကြည့်သည် မော့ကြည့်သည်မြည်သည့်ကြိကိုက်ပွန်ရှာမှုကိုမျှမတွေ့ရသည်နှင့်ကျေနပ်သွားသည်ဆက်လက်၍ကာတွင်ပိုင်းသို့ စစ်ဆေးရန်ပြင်သည်ကားတွင်းမှာကခီးတဲ့များစွန့်ပစ်ထားခဲ့သည့်တ िश ူးစားတွေနေကြစေကုန်၏ပလတ်စတစ်အိတ်တိတ်ကိုလှမ်းမြင်လိုက်သည်ခီးတဲ့တရားရောက်ထိုးညှက်ခဲ့သောလေလွင့်ပစ္စည်းပင်ဖြစ်မည်ဟု သူစိတ်ကတွေးပြီးထိုးစကိုလှမ်းဆွဲထုတ်လိုက်သည်ဤတွင်လက်၏အတိအတွေ့မှတဆင်ထိုးရာကပလတ်စတစ်အိတ်ခွန်းတက်တက်များမဟုတ်ကြောင်းသိရှိလိုက်ရသည် လက်ဆွဲခွင်းနှင့်တကွဖြစ်သော ထိုပလတ်စတစ်အိတ်ကို သူတည်တည်ချာချာဆွဲထုတ်လိုက်သည်ထိုအိတ်ကလက်ထဲမှာလည်းအလေးချိန်အတော်စီးနေမှန်းလဲတိလိုက်ရသည် သူထိုင်ချလိုက်ပြီး ထိုအိတ်ကိုဂယုဒစိုက်ဖြန့်ကြည့်လိုက်မိသည် အတွင်း၌အဖြူရောင်စက်ကူအိတ်တစ်လုံးကိုထပ်မံတွေ့ရသည်မို့ထိုစက်ကူအိတ်ကိုပင်အပြင်သို့ဆွဲထုတ်လိုက်သည် စကွေအတွင်းမှာအမျိုးမျိုးမသိပစ္စည်းများက မာလဲမာပြီးလေးလဲလေးလံလျက်ရှိသည်ကို တွေ့နေရသည် ဤမှာပင်တစုံတစ်ခုထူးခြားတော်မြည်ဟူသောအတွေ့နှင့်အတူ သူစိတ်ကလှုပ်ရှားစပြုလာသည်ထို့နောက်လက်တွင်းမှစကူအိတ်ကိုဖြတ်ခနဲဆွဲဖွင့်က အတွင်းသို့ငုံကြည့်လိုက်သည်တွင်နောက်တနည်းမနဲ့မှာတော့ကြုံမိုးလွင်က အုံနာအိမ်သို့ဖုံးလှမ်းဆက်လိုက်သည်ယနေ့ကျမ်းမာရေးတိတ်မကောင်းသောကြောင့်အလုံနာမြည်အကြောင်းကားကိုလည်းလာမယူပြစ်တော့ကြောင်းအုံနာကိုယ်တမကအိမ်မချိုနယ်ဦးကိုပါ ထုံးစံတိုင်းအကြောင်းပြလိုက်သည် ပြီးတော့သူကတရားအုပ်ထဲကြိတ်၍အကြံထုတ်နေမိသည်ထို့သို့အကြံထုတ်ရင် သူစိတ်တွေကခြေတုံချတုံဖြစ်ကာအိမ်ရှိကလက်ဖေးဆိုင်ကိုသွားထိုင်လိုက်တော်ကြာအိမ်ထဲပြန်ဝင်လာလိုက်နေကနာမငိမ့်ပဲဖြစ်နေသည်ဒီလိုနေမင်းတနေ့တာကုံဆုံးသွားသည်နောက်နေ့မနေ့ရောက်ပြန်တော့အုံနာထံသို့ရှင်းဤတိုင်းမင်းအကြောင်းပြကအလုတ်မသွားပဲနေလိုက်ပြန်သည်ဇုံနယ်ဦးကိုလေထုံနီ၎င်းမင်း ို့သောထိုနေ့မနေ့ဆယ်နာရီလောက်ရောက်တော့ချိုးနယ်ဦးကအိမ်သို့ရုတ်တရက်ပြန်ရောက်လာသည်ချိုးနယ်ဦးကအိမ်နှင့်ခက်လန်းလန်းတွင်ရှိသော စေအတွင်း၌အလှကုန်နှင့်အခြားဒိုလီမိုလီရောင်းသောဆိုင်တိတိကလေးဖွင့်ထားသည်ယခုထိုဆိုင်ကိုအငှားကောင်မလေးနှင့်လွှဲထားခဲ့ကအိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည် ပုံမှန်တိုင်းဆိုလျင်ဆိုင်တို့မနဲ့ကလေးကခမင်းကြိုင်မှာတဘာလေးယူသွားပြီးညနေဆိုင်သိန်းချိန်ရောက်ချိန်မှအိမ်တို့ပြန်မြေးဖြစ်သည်ယခုအိမ်ပြန်လာရသည်ကချိုးနယ်ဦး၌အကြောင်းရှိသည်ထိုအကြောင်းကအိမ်ရောက်ရောက်ချင်းဆိုသလိုကြုံမိုးလွင်အားပျော့ချလိုက်လေပြီနေအောင်ကိုကြုံမိုးလွင် ရှင်ဘာတွေဖြစ်နေတာလဲရှင်ကြည်ရတာနည်းနည်းမှကနာမငြိမ်ဘူးရှင်တခုခုဖြစ်နေသလားအေးဟုတ်တယ်ဖြစ်နေတယ်ဖြစ်တာမှတေးသေးလေးမဟုတ်ဘူး ကြီးကြီးကြော်မိုးလင်ကလည်းတဲ့တဲ့မေးလာသူကိုတဲ့တဲ့ပင်ပြန်ဖြေလိုက်သည်ပြီးသူက လေးဘူးတစ်ချက်ကိုဟူးကနေမှုတ်ထုတ်လိုက်သည်ကလထိုင်မော်တို့လည်းခြေပြစ်လက်ပြစ်ထိုင်ချလိုက်သည် ရှင်မူပြက်နေတာကိုကျမမနေရကလေးကသိတယ်နေမကောင်းမှုပြောပေမဲ့ရှင်ယုတ်ကဘာမှပြောင်းလဲတာမှမဟုတ်ပဲကို့မှာဖြစ်ပြက်နေတာကိုကို့မိမကိုတော့ထုတ်မပြောချင်တော့ဘူးလားဒီတန်တရားကိုဘယ်လို့မှအောက်မထားနိုင်တော့လို့ကျမအိမ်ပြန်လာတာပဲ ကဲ့ပြောရှင်ပါလေးဖြစ်နေတာလေအေးပြောမယ်ပြောချင်ရောက်ပြီလို့လေငါဆုံးဖြတ်လိုက်သည်အခုမင်းပြန်ရောက်လာတာနဲ့အတော်ပဲငါဘာကြောင့်စိတ်ကနာမငြိမ်လူမငြိမ်ဖြစ်နေရတယ်လေဆိုတော့ထိုင်ရမှထရလိုက်သည်ပြီးနောက်ကောင်းရင်ဘက်သူရှောက်သွားလိုက်သည်တီဗီရှေ့ရောက်သည်နှင့်တီဗီစင်အောက်မှအန်ဆွဲကိုဆွဲဖွင့်လိုက်သည်အတွင်သူလက်ဖြင့်ထိုး၌ကဒစုံတစ်ခုကိုပါဆွဲယူလိုက်သည် ထိုလူစုံတစ်ခုဆိုသည်ကအ내ရောင်လက်ကင်ခွင်းနှင့်ပလတ်စတစ်အိကြောကြည့်အထဲမှာဘာတွေပါလဲဆိုတာချုံရွယ်ဥဤအတန်ကတိတာသွားတုံရည်နေသည်လက်တွေကပါတဆက်ဆက်တုံလှုပ်နေသည်ပစ္စည်းတွေကနည်းနည်းနုံနုံမှမဟုတ်ပဲအေးပေါ်ငါလဲဒါကြောင့်ဒါရီမြင်လိုက်ရကလေးကစိတ်ချောက်ချားနေတာပေါ့အားလုံးတပိတ်တာနဲ့တစ်ဆယ်သားတောင်ရှိတယ်ပစ္စည်းရှင်ဖြစ်နိုင်တဲ့သူကိုရှင်အကျမ်းပြင်းလောက်တောင်မှမမှတ်မိလိုက်ဘူးလား ဘယ်ကသာတနေ့လုံးငါကားပေါ်တက်စီးသွားတယ်ခရီးတွေကနဲမမနေပဲဟာပစ္စည်းချင်းကလည်းရေးကြီးတဲ့ဒီအိတ်ကိုဘာကြောင့်သတိမထားမိတာလဲလေသတိတော့ထားမဲကွထားရက်ကနေမိကြံခဲ့တာဖြစ်မယ်ဖြစ်နိုင်တာကဒီအိတ်အပြင် အခြားအိတ်တစ်လုံးမှာသူ့မှာပါလာလိမ့်မယ်ဒီပစ္စည်းတွေကိုတခြားသူတယောက်စီလွှဲပေးဖို့ဒီ plastic အိတ်ထဲအသင့်ခွဲထည့်လာဟန်တူတယ်အဲ့ဒါဟိုတွေးတီတွေးတွေးရင်ကားရက်တာနဲ့လက်ထဲကအိတ်ကိုသာယူသွားမိပြီး ကားတစ်ခါကြားမှာထိုးညှက်ထားတဲ့ဒီအိတ်ကိုတော့မေ့ကြံထားခဲ့တဲ့သဘောပဲဒါမျိုးကဖြစ်တတ်ပါတယ်နိုင်ငံသားတရင်းနေထဲမှာဒေါ်လာတသိန်းနှစ်သိန်းကားနဲ့မေ့ကြံခဲ့တယ်ဆိုတာမျိုးမင်းမကြားဘူးဘူးလားဒါနဲ့များရှင်ကအခုမှကျမကိုထုတ်ပြောတယ်နော်ပြီးတော့ကျမကိုဖွင့်ပြောဖို့ကုမားပဲဆုံးဖြတ်လိုက်တာဆိုတာကရောဘာသဘောလဲအေးအเจ้าနှစ်ခုကြောင့်ပဲတခုကတကယ်လို့ငါကမင်းကိုဖွင့်ပြောလိုက်ရင်မင်းကဒီပစ္စည်းတွေကို ူပိုင်ရှင်စီပြန်များပေးခိုင်းနေမလားဆိုတဲ့အတွေးကြောင့်ပဲပြောပြီးကြော်မိုးလွင်ကထိုအိတ်အတွင်း၌တပါးလေးပါရှိလာတော့ရွှေပေါချာများကိုဖြန့်ကြည့်နေမိသည်ပေါချာထဲမှာကရွှေဝယ်သူ၏အမည်ဖြင့်နေရက်လိပ်စားပါအပြည့်စုံပါနေသည်ဒါဖြင့်ရှင်ရဓာတွေကိုအကုန်လုံးယူထားလိုက်ဖို့ဆုံးဖြတ်ပြီးပြီပေါ့ဟုတ်လားဒီလိုကြီးလဲလုံးလုံးတော့မဆုံးဖြတ်ရသေးပါဘူးဒီကိစ္စမှာလဲနှစ်ပိုင်းရှိပြန်နေကွာဒီပစ္စည်းပိုင်ရှင်ကယူသားတဲ့သူ ယူသားတဲ့ငွေနဲ့ပဲဒီရွှေတွေကိုဝယ်ထားတာဆိုရင်ငါဘက်ကလည်းပြန်ယူသားဖို့ဝင်မလေးပါဘူးပြန်ပေးဖို့ဝင်မလေးဘူးအေးဒါပေမဲ့ဒီလူဟာလူလိန်လူကောက်လူရုံမှတယောက်ဖြစ်နေခဲ့တယ်ဆိုရင်ဥမာကွာတစ်မောင်ခိုးဘိန်းမောင်ခိုးအလုံမျိုးကနေမတမာတဲ့နီးနဲ့ငွေတွေရလာပြီအဲ့ဒီငွေမဲတွေနဲ့ဒီပစ္စည်းတွေကိုဝယ်ထားတာမျိုးဖြစ်နေရင်တော့ငါကလုံးဝပြန်မပေးဘူးလို့ဆုံးဖြတ်ထားတယ်ပြောရရင်တကိုးပေါ်တဟွက်လူတဲ့သဘောမျိုးမို့ ထူးထူးထွေထွေလည်းအပြစ်ကြီးစရာမရှိဘူးလေငါထိုက်လို့ငါရတာဆိုတဲ့သဘောမျိုးနဲ့တုံးပြစ်လိုက်ရမှာပဲအကင်ပါတော့ချိုနေဦးကကယူဒီဇိုင်းနားထောင်ရင်ကြုံမိုးလွင်စကားကိုခြေနောက်ရှိတ်ဆက်မိအောင်ဝင်ထောက်ပေးလိုက်သည်ဟုတ်ပါပြီကျမကပိုင်ရှင်စီကိုအတင်းပြန်ပေးခိုင်းမှကြောက်လို့ရှင်လျှို့ဝှက်ထားတယ်ဆိုတာကိုသဘောပေါက်ပါပြီဒါကပထမတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဘာကြောင့်လဲအေးအဲ့ဒီနောက်တစ်ချက်ကပြောရရင်တခြားတော့မဟုတ်ဘူး အဲ့ဒါကဘာလဲဆိုတော့မင်းကဒီပစ္စည်းတွေကိုမြင်လိုက်တာနဲ့ငန်းငန်တက်မမောတော့သွားပြီးပွက်ထားလိုက်ဖို့ယူထားလိုက်ဖို့ငါ့ကိုအတင်းသွေးဆောင်မှာကိုကြောက်လို့ပဲဟိသိပြီလားဟမ်ဒါဖြင့်ရှင်ဟာကဘာထူးလဲပထမချက်ကပိုင်ရှင်စီကျမပြန်ပေးခိုင်းမှာကိုကြောက်တယ်ဒုတိယအချက်ကြတော့ကျမကပြန်မပေးခိုင်းမှာကိုကြောက်ပြန်တယ်ရှင်စကားကဘာကြီးလဲအေးပါငါရှင်းပြပါမယ်ငါဆိုလိုတာကမင်းတို့မိမတွေရဲ့သဘောတဘာဝကခံစားလွယ်တယ်ထိခိုက်လွယ်တယ် ပြီးတော့တို့ကလည်းစီးပွားရေးကြက်တဲနေတဲ့အချိန်မှာငါကဒီပစ္စည်းတွေကိုကားဘောကကောက်ရလာပြန်တယ်။ငါကဒီအကြောင်းမင်းကိုဖွင့်ပြလိုက်တာနဲ့မင်းကဘာမှစဉ်းစားမနေပဲဖြောင်ပြစ်လိုက်ဖို့ငါ့ကိုတိုက်တွန်းမယ်။ငါကလည်းမင်းစကားကိုနားယောင်လိုက်မိမယ်။အဲ့ဒီကပစ္စည်းချင်းကရုတ်တရက်ပေါ်လာပြီးတိုင်နာတော်တာတွေတရားဆွဲတာတွေလုပ်မယ်။ငါတို့ကဥပဒေနဲ့ရင်ဆိုင်ရမယ်။နောက်ဆုံးငါကထောင်နှံဆန်ရမယ်။ဒီခါမိသားစုလည်းပြိုကွဲရမယ်။ဒုက္ခတွေလည်းပိုလို့အောင်ရောက်ရအောင်မယ်။ ဒါကြောင့်ဒုတိယအချက်ဖြစ်တဲ့မင်းကပြန်မပေးခိုင်းမှာကိုလေကြောက်ပြန်တယ်လို့ငါပြောခဲ့တာပေါ့နောက်ဆုံးတော့ကွာအဲ့ဒီလိုဟိုတွေးဒီတွေးရှောက်တွေးမိရကမင်းကိုချက်ချင်းဖွင့်မပြောပြတဲ့အဆင့်ကိုရောက်သွားတာပဲရှင်းပြီလားသူစကားအဆုံးချုံနယ်ဥထံမှအရေးကြီးဆုံးမိကွန်းတစ်ခုကဖြတ်ပြီးဝင်ရောက်လာသည်ခုတော့ရှင်တစ်ခုခုဆုံးဖြတ်ပြီးပြီပေါ့ဆုံးဖြတ်ပြီးလို့လေကျမကိုဖွင့်တိုင်မြင်တဲ့သဘောပေါ့ဟုတ်လားလုံးဝပဲ လုံးဝမဟုတ်ဘူးငါတယောက်တည်းအကုန်လုံးရှောက်စဉ်းစားကြည့်ပြီးပြီဘယ်လို့မှအဖြေမပေါ်လို့မင်းစီကအကြံယူဖို့ဆုံးဖြတ်လိုက်ရတာ hot dog ဒီနောက်တော့သူတို့လင်းမယားဤအကျိတ်နဲ့ဆွေးနွေးခန်းကစတင်ခဲ့လေပြီဆွေးနွေးခန်းဆိုသည့်ထက်ညင်းခုံပွဲဟုလည်းဆိုလိုက ဆိုနိုင်သည်နှုတ်ထဲသာရှိသောသူတို့စကားဝိုင်းတွင်တယောက်ကအဆိုတင်လိုက်တယောက်ကကန့်ကွက်လိုက်တယောက်ကနောက်ထပ်အဆိုတစ်မျိုးပြောင်းတင်လိုက်တယောက်ကထိုးအဆိုကို ပြန်ချေဖြတ်လိုက်နေဖြစ်နေကြသည် နှုတ်သောဘောတူဆုံးဖြတ်ချက်ကိုကမချနိုင်ကြသို့သောနောက်ဆုံးတွင်ပက်စုံတောင်းဆောင်ကအမျိုးမျိုးဝေဖန်သုံးသပ်ကြပြီးနောက်ခြွေတို့ကိုပိုင်းရှင်ထံပြန်ပေးရည်မပေးရည်ကိစ္စတွင်ပြန်ပေးရည်ဘက်ကပို၍အလေးအသာသွားကြသည်ထိုဆုံးဖြတ်ချက်ကိုပင်စ조사၍ချမှတ်လိုက်ကြသည်ကြော်မိုးတွင်ကအတော်စိတ်မောလူမောဖြစ်သွားသည်ထိုပုံစံနှင့်မိမဖြစ်သူကိုလှန့်ပြောလိုက်သည် ဟူးဒီတိုင်းပဲကောင်းပါလေမိမာယာဒီအထုပ်ကိုတို့ပြန်ပြေးလိုက်ကြတာပေါ့ဘာပဲပြောပြောတို့ယူသားလိုက်တာကပိုကောင်းပါလေကွာယူကုန်ဆိုတာကတသက်လုံးစားလို့မကုန်ပါဘူးပြီးတော့ဒီလိုလှုပ်လိုက်တဲ့အတွက်ငါတို့မျိုးရိုးရဲ့အစင်လာကိုလည်းထိမ့်သိမ့်ပြီးသားဖြစ်သွားတာပေါ့တို့ဖေဟာငငယ်ကလက်ဖက်ရည်ဆိုင်မှာစပွဲတို့လှုပ်ရင်းငွေတသိန်းလောက်ပါတဲ့ငွေတို့ကြီးတထုပ်ကိုကောက်ရခဲ့ဘူးတဲ့အဲ့ဒီဆိုင်ရှင်ကတဆင့်ငွေတို့ပိုင်ရှင်ကိုပြန်ပေးခဲ့တဲ့အတွက် အရေးပိုင်ရဲ့ဂုံပြူလက်မှတ်တောင်ရခဲ့ဘူးတဲ့အဲ့ဒီတုန်းကရွှေတစ်ချက်သားကိုမှ900လောက်ပဲရှိတဲ့ခေတ်ဆိုတော့မင်းစဉ်းစားကြည့်ပေါ့ဒါကြောင့်လဲတို့အဖေကတို့မောင်နှမတွေကိုအမြဲတမ်းရိုးရိုးတတ်တတ်ကြင်ညာနေထိုင်ကြဖို့တခြားလုံးဆုံးမလာခဲ့တာပေါ့အမှန်မှာဤလန်းကိုရွေးချယ်လိုက်ရသည်ပင်လွယ်လွယ်တော့မဟုတ်ပေ ကြော်မိုးလွင်အနေနဲ့သူစောစောကပြောထားသည့်အခြေခံမူနှစ်ချက်အတိုင်းရည်ရည်လေလေကြီးစဉ်းစားခဲ့သေးသည်အထူးသဖြင့်ဤရွှေတို့ပိုင်းရှင်ကလူမတမာတဦးဖြစ်နေပါလျင်ပြန်မပြီးပဲထားလိုက်ဖို့ကိုသူစဉ်းစားကြည့်ခဲ့သေးသည်သို့သောလက်တွေ့တွင်ထိုသို့လှုပ်လိုက်ဖို့ကတိတ်မလွယ်ထိုသူကလူကောင်းဖြစ်ဖြစ်လူဆိုးဖြစ်ဖြစ်ပိုင်ရှင်ကပိုင်ရှင်သာဖြစ်သည်ပိုင်ရှင်ဖြစ်ကြောင်းကိုရှေးပေါချာတွေကတက်တည်ပြနေသည် သူတို့လင်မယားအနေနဲ့ဤရွှေများကိုလမ်းစပြောက်အောင်ဖျောက်ပြက်နိုင်ဖို့ဆိုသည်ကတိတ်မလွယ်လားရွှေတွေကို ပြန်ရောင်းထုတ်ချိန်၌ရွှေဆိုင်မှတဆင့်ပြန်မိသွားနိုင်သည်ရွှေတွေရောင်းပြီးသူတို့ငွေတွေအသုံးကျမ်းနေခြင်းကိုပတ်ဝန်းကျင်ကရိပ်မိသွားခြင်းမှတဆင့်လေအမှုကပြန်ပေါ်သွားနိုင်သည်ဤရွှေတွေနှင့်ရှေ့ဆက်ရမည့်အနာဂတ်ကဘယ်လိုမှမဖြောင့်ပြူနိုင် ကြောင်မိုးလွင်မျက်စိတဲတွင်ရဲတွေလက်ထိတ်တွေအချုပ်ခန်းတွေကိုကြည်မြင်ရောင်နေသည်သို့နှင့်မင်းပိုင်ရှင်ကမိသူမိဝါဖြစ်ဖြစ်ပြန်ပေးလိုက်ခြင်းသာအကောင်းဆုံးဟုဒုံဒုံချလိုက်မိခြင်းဖြစ်သည်ဤစီစဉ်ကိုချုံနယ်ဦးကလည်းသဘောတူသည်ချုံနယ်ဦးမှာစက်တဲမှုအပေါင်းနှင့်ရင်ဆိုင်နေရတော့လေအချောင်ရမည်ကိစ္စမျိုးကိုငန်းငန်းတက်မဖြစ်ပေါ်တတ်ခြင်းအပေါ်ကြောင်မိုးလွင်ကကြိတ်၍ပင်ချီကျူးရသေးသည် ကျမကတော့ကိုရှိတာလေးနဲ့နောက်ကြောင်ခင်ခင်အေးအေးလူလူနေရတာကိုပဲပိုကြိုက်တယ်။တိုက်ခန်းကြီးနဲ့တော့နေရပါရဲ့။ကောင်းကောင်းလေးဝေးရစားရပါရဲ့။ဒါပေမဲ့လူကနေတထိတ်ထိတ်ညတထိတ်ထိတ်နေရတာမျိုးတော့ sorry ပဲ။တခုတော့ရှိတယ်ရှင်။ရှင်ခုလိုပြန်ပေးလိုက်တဲ့အတွက်ပိုင်ရှင်ကလည်းဒီတိုင်းတော့နေမှာမဟုတ်ပါဘူး။ပေါက်စုတွေပါလိချမှာပဲ။အဲ့ဒါကိုတော့ကျမတို့ကလက်ပြတန်းတန်းနဲ့မျှော်လင့်ခွင့်ရှိပါတယ်။ဟုတ်တယ်။ ငါလည်းအဲ့ဒါကိုတော့အတိအကမျောလင်းမိတယ်ပစ္စည်းတွေကတန်ဖိုးနှဲမှမနှဲတာပေါ့စုကမြက်မြက်ကလေးရမှတော့ကျိမ့်တယ်ပဲကဲဒီကိစ္စတော်ပြီကွာငါလည်းစိတ်မောလာပြီငါတို့စိတ်မပြောင်းခင်စိတ်မဖောက်ခင်ဒီကိစ္စကိုမြင်မြန်ရှင်းထုတ်ပြလိုက်ကြရအောင်နောက်တနေ့မနေ့တွင်ကြော်မိုးလွင်က အုံနာအိမ်မကားကို ဝင်ယူသည်ထို့နောက်စိတ်လှရှားစွာနေမိကားကို မောင်းထွက်လာခဲ့သည် ဘောက်ချာလေးမှလိပ်စာတိုင်းနွယ်တစဉ်နှစ်လန်းအိမ်မက်သုံးတလေးရှိကိုရောက်တော့သူ့ရင်တွေက ပိုလို့ပင်အခုံမြန်လာသည်ကားကိုရဲအောက်ဆင်းကဝင်းကားတန်တိုင်းနေကြမှအတွင်းသို့တစ်ချက်လှမ်းကြည့်လိုက်သည်လှပတက်လွင်သောတိုင်စိမ့်လန်းဝေစာသောပန်းချံနှင့်ပန်းချံရှိကလမ်းကလေးပေါ်တွင်အေးလူလူစဉ္ညာလျှောက်နေသောလူကြီးတယောက်ကို သူတပြိုင်တည်းတွေ့လိုက်ရသည်ဒီဒီမှာခမရသူ့အတန်းကြောင့်လူကြီးကတစ်ချက်လှမ်းကြည့်သည် ထို့နောက်ဝင်းတကားစီသို့လျှောက်လာသည်ရောက်လျင်အတွင်မှနေ၍ကျော်မိုးလွင်ကိုစူးတမ်းသောအကြည့်ဖြင့်ကြည့်သည်ဘာကိစ္စရှိသလဲဟိဟုတ်ကဲ့ခမဒီဒီလိုပါဒီအိမ်ကဥပခံရဲ့အိမ်ဟုတ်ပါသလားခမလူကြီးကမျက်မှောင်ကျုပ်သည်စူးရဲသောမျက်လုံးဖြင့်လည်းကျော်မိုးလွင်ကိုတလဲသူ့ကားကိုတလဲကြည့်နေသည် မကြပါ လူကြီးမျက်နှာက ဝင်းငနေဖြစ်သွားသည်အံဩလိုက်လဲသောအတန်ကပါ လှုပ်ခနဲထွက်သွားသည်အေးအေးဟုတ်ပြီဟေးဟုတ်ပြီမင်းကားနဲ့မင်းမျက်နှာကိုငါကအချိန်ချင်းပုံဖော်ကြည့်နေတာခုမှပဲအလုံးထယ်ပေါ်တော့တယ်လာဟေးလာဝင်းတကားကလင်းမြန်စွာပွင့်သွားသည်ကြော်မိုးလွင်ကအတွင်းသို့ဝင်လိုက်သည်ထို့နောက်ချက်ချင်းဆိုသလိုလက်တွင်မှအိတ်ကိုပါ လူကြီးထံရိုရိုတည်တည်ကမ်းပေးလိုက်သည် ကျွန်တော်ကတော့ဥမျက်နာကိုဘယ်လို့မှမမှတ်မိဘူးခင်ဗျဒီပစ္စည်းတွေတွေ့ရတာကလည်းကားသိန်းချင်းရောက်မှခင်ဗျတွေ့တွေ့ချင်းဥကိုဆက်သွဲပြီးပြန်မပေးမိတဲ့အတွက်တော့ကျွန်တော်ကိုခွင့်လွှတ်ပါဦးရပါတယ်ကွာရပါတယ်ဒီလိုပဲပေါ့ခုလိုတာဝန်တိတိတစ္ဆာရှိရှိနဲ့ပြန်အပ်တယ်ဆိုရင်ပဲလုံလောက်ပါပြီကွာငါကလည်းအဲ့ဒီနေ့ကတော်တော်အလုပ်များသွားတယ်ကွာမင်းကားပေါ်ကနေကတိုက်ကြိုက်ဆင်းခဲ့ပြီးရုံးနေရောက်တော့မှဒီအိတ်ကြံနေခဲ့ပြီဆိုတာတတိယရတော့တယ် အပြင်ကိုပြာကြီးပြာရာနဲ့ပြန်ထွက်ပြီးဟိုဒီဒီရှောက်ကြည့်သေးပေမဲ့မင်းကားကိုဘယ်တွေ့ရပါတော့မလဲလာကွာအိမ်ထဲလိုက်ခဲ့အောင်ဥပခိုင်ကပြုံးရှူသောမျက်နှာဖြင့်တော်မိုးလွင်ကိုဖိတ်ခေါ်သည် သူကပင်ဥဆောင်၍အိမ်ဘက်သို့ရှောက်သွားသည်တော်မိုးလွင်ကအသာကတ်လိုက်သွားလိုက်သည်သို့သောပန်းချံတောင်းနာကိုရောက်တော့ဖုံးခေါ်တဲ့တခုကရုတ်တရက်ထွက်ပေါ်လာသည် ဥပခိုင်ကရက်လာပြီးဖုံးကိုထုတ်၍နားထောင်လိုက်သည် ထို့နောက်တစ်ဖက်မှဖုံးခေါ်သူနှင့် အပြန်အလှန်စကားပြောနေသည်ဖုံးပြောနေခြင်းကအတော်ပင်ကြာသည်တော်တော်ကိုကြာသည်ဟိုကပြောလိုက်ဥပခိုင်ကပြန်ပြောလိုက်နှင့် စကားကအမြင်မပြတ်နိုင်အောင်ဖြစ်နေသည်ဘေးမှရက်နေသူကြုံမိုးလွင်ရှေးအတော်ညောင်းလောက်ပြီးဆိုတော့မှ ဥပခိုင်က ဖုံးကိုပိတ်လိုက်ကာကိုင်းငါတူအားတော်နာရီကွာ အလုတ်ကခေါ်ပြန်ပြီကွာ အသိဉုံကိုအခုပဲသွားရလိမ့်မယ်စကားကိုရက်ကတစုံတရာစဉ်းစားနေသည် ထို့နောက်ဒီလိုလို့ကွာမင်းလိပ်စာလေးဥို့ပေးခဲ့ဥကမင်းကိုယ်တော်အဲ့မခံနိုင်တော့ဘူးအရေးပေါ်ကိစ္စဖြစ်နေတယ်ကွာဥပခိုင် စကားဆုံးသည်နဲ့ကြော်မိုးလွင်ကသူ့လိပ်စာကက်ကလေးကိုဥပခိုင်တို့အတာလှမ်းပေးလိုက်သည်ပစ္စည်းတွေပြန်စီကြည့်ပါအောင်လားဦးရပါလေကွာခုလိုတော့ရိုးရိုးတတ်တတ်ပြန်အပ်နေတော့မှဘာပြန်စီကြည့်ဖို့လိုနေတော့မှလဲကျေးဇူးတင်တယ်ကွာတိလာတိတ်ကိုကျေးဇူးတင်တယ်ပြောပြီးဥပခိုင်ကအိတ်ကက်သေးတို့လက်ဖြင့်နှိုက်လိုက်သည် ကျော်မိုးလင်ကချိတ်ခနဲဖြစ်သွားသည်ပြောရလျင်ဒီအချိန်ကသူမျော်လင့်နေသည့်အချိန်မဟုတ်လားသို့သောဥပခိုင်သူ့အိတ်ကက်ထဲမှလက်ကိုပြန်ထုတ်လိုက်ချိန်မှာတော့ကျော်မိုးလင်တယောက်ရုပ်ချီးပင်ခံစားချက်ပြောင်းသွားရလိမ့်မည်သူ့ရှင်တွေကပါဟာကနေဖြစ်သွားရသည်နင့်ကနေဖြစ်သွားရသည်အန်အောဝမ်းနေစိတ်နှင့်အတူမျက်လုံးတွေကပါပြာကနေဖြစ်သွားရသည်အเจ้าမှာယော့ဒါမင်းသုံးပေါ့ကွာဟုပြောကလမ်းပြလိုက်တော့ ဥပခံဤလက်ထဲမှာကတထောင်ကြက်တန်ငွေဆက်ကူကလေး၃ရွက်မျှတာတော်တော်လူမဆန်တဲ့အဖိုးကြီးကွာတော်တော်မိုက်ရိုင်းတဲ့အဖိုးကြီးအသက်ကြီးသလောက်အချိန်မစည်းဘူးဆိုတာဒါပဲကြော်မိုးလင်ကတဖြစ်တောက်တောက်ဖြစ်နေသည်သူ့နှုတ်မှထိမ့်ချုံမရနိုင်လောက်အောင်ဒလက်ဆက်ရေရွတ်နေသည်မျက်နာကလည်းခံပြင်းသောဒေါသထွက်သောအရေးရောက်များဖြင့်တင်းမာနီရဲနေသည်ဂျုံွယ်ဦးကမူငေးရီတာနေသည်သို့တော်သူမသည်လည်းမျော်လင့်ထားသမျှ ရေစုံမျောခဲ့ရခြင်းပေါ်အလွန်မင်းစိတ်ပြက်အာရုံသွားသည့်အသွင်းတရံတို့ကမူမျက်နှာ၌အထင်းသာထင်ပေါ်နေသည်ဒီလိုမှန်းသိရင်ဒီရွှေတုံးတွေကိုဘယ်ပြန်ပေးမလဲပြန်မပေးပဲထားလိုက်ပါလေကွာအလကားလူတွေနှလုံးသားမရှိတဲ့လူတွေကျော်မိုးလင်အတန်းကပို၍ကျဲလာသည်ပို၍လည်းခတ်ထန်လာသည်ပြီးတော့စိတ်ထိခိုက်လွန်းသောကြောင့်သူ့အတန်းကတုံရင်တွေကငိုတန်ပါသည့်ဘက်သို့ပင် ရောက်တရောင်ရောင်ဖြစ်နေသည် ချိုနယ်ဦးကမူကိုကိုခန့်နှဲ့နဲ့ပြု၍ငြိမ်နေစေမေတ္တာစေတနာဆိုတာလူတိုင်းနဲ့မထိုက်တန်ဘူးဆိုတဲ့စကားကဒါကြောင့်ဖြစ်လာတာပဲမယိုးသားတဲ့သူအပေါ်ယိုးသားလိုက်မိတာကငါတို့အမှားပဲကဲတော်ပါတော့ကိုကျော်မိုးလွင်ရှင်းစကားတွေရလေတဖြည်းဖြည်းနဲ့အမှားတွေပါလာကုန်ပြီချိုနယ်ဦးကစပြောလိုက်သည်ကျော်မိုးလွင်က ြန်ငြိမ်သွားသည်သို့သောအသက်ကိုတော့ပြင်းပြင်းရှူနေသည်စေတနာဟာလူတိုင်းနဲ့မထိုက်တန်ဘူးဆိုတဲ့စကားဟာမမှန်ဘူးရှင်ပြီးတော့ကိုပေးဆက်လိုက်တဲ့ယူသားမှုပေါ်မှားသွားပြီလို့ထင်လိုက်တာကလည်းနောက်ထပ်လွဲချော်မှုတစ်ခုပဲကျော်မိုးလွင်ကခြုံရွယ်ဥကိုပြတ်ကနေကြည့်သည်ခြုံရွယ်ဥကထန်ရမထလာပြီးကျော်မိုးလွင်ဘေးကကလက်ထိုင်းတွင်ဝင်ထိုင်လိုက်သည်ပို၍ကြည်လင်လာသောမျက်နှာပို၍ပျော်ပြောင်းလာသောအတန်ဖြင့်လေကျော်မိုးလွင်ကိုပြောလိုက်သည် ပစ္စည်းပိုင်ရှင်ကကိုကိုတော့ပေါစုကောင်းကောင်းပေးတော့မှာပဲလို့ကျမတို့လည်းမျှော်လင့်မိခဲ့တာပေါ့ဒါပေမဲ့အခုသူကမပေးဘူးမပေးတော့ဘာတက်နိုင်လဲဘာမှမတက်နိုင်ဘူးဒါကိုကိုကအခုတော့ပွားနေကိုပဲထပ်ပြီးတောကရောက်နေရမှာလက်ကလေးတစ်ဖက်ဖြင့်ကြော်မိုးလွင်လက်မောင်းအားလှမ်းကင်လိုက်သည်ထိုလက်ကယောက်ျားဖြစ်သူကိုဖြောင်းပြလို့တော့နှစ်သိမ့်လို့တော့သူမရည်ရွယ်ချက်ဤကိုစလေဖြစ်ဟန်တူပါသည် စိတ်လျှော့လိုက်ပါကိုကြော်မိုးလွင်ရဲ့ဒါမရတော့ဘာဖြစ်လဲကျမတို့မှာကလေးတယောက်နဲ့တက်သေးတယ်ဆိုပေမဲ့ဒုက္ခရောက်နေကြတာမှမဟုတ်တာရှင်ဝင်ဝေးကျမဝင်ဝေးနဲ့ဖြစ်တယ်လို့လေးတော့ရက်တည်နိုင်သေးတာပဲဟာအရေးကြီးတာကကိုပြုတ်ပြီးတဲ့ကုသိုလ်ကောင်းမှုလေးကိုပြန်ပြီးပြည့်ရင်းမသွားစေဖို့ပဲရှင်ပြောတယ်မဟုတ်လားယူသားမှုဆိုတာတတလုံးစားလို့မကုန်ပါဘူးဆိုကျော်မိုးလွင်ကပို၍ငြိမ်လာသည်တရှူးရှူးဖြစ်နေတော့အသက်ရှူတန်းကိုပါမကြရတော့ ရှင့်ဖေကကောက်ရတဲ့ငွေတုပ်ကြီးကိုပြန်ပေးခဲ့တယ်လို့ရှင်ကလည်းကို့အဖေရှေဟာနင်းပြီးဒီပစ္စည်းတုပ်ကိုပြန်ပေးခဲ့တယ်။တကယ်ဆိုရင်ရှင်ကရှင့်ဖေထက်တောင် ပိုတော်သေးတယ်လို့ဆိုရမယ်။ဘာကြောင့်ဆိုသူတစ်ပါးအပေါ်ပြင်မကျူးလွန်ခြင်းတဲ့သူတွေများလာတဲ့ဒီခေတ်ကြီးထဲမှာရှင့်လောက်ရကတကယ်ရှားမှရှားပဲလေ။ပြောရရင်ဒီလောက်ရကကို့အသက်ရှိနေသူပြန်တွေးမိတဲ့အခါအတိုင်းတစိမ့်စိမ့်ပီတိဖြစ်နေရမယ်လို့ရပဲဒီကောင်းမှုလေးကိုပေါ့စုမရတာလीတခုနဲ့ပြည့်စည်သွားအောင်ပိုးမဲ့အောင်မလုံလိုက်ပါနဲ့ ြူပြီးသားလေးကိုဆက်ပြီးတော့သာ ဖြူပါစေတော့ရှင်ဂျုံွယ်ဦးစကားအဆုံးတွင်ကြုံမိုးလွင်ကတကလုံးပြော့ကျသွားသည်ဂျုံွယ်ဦးစကားကချက်ကောင်းကိုတန်းကလေးဝင်သွားသည်မို့လေကြုံမိုးလွင်တွေခြေပစရာစကားမရှိပဲဖြစ်သွားသည်ထို့ပြင်အမှန်တရားတစ်ခုကိုတိမြင်လိုက်မိခြင်းနှင့်အတူစောစောကစူပွက်နေသောခံစားချက်တွေမှန်သမျှယုတ်ကြီးလွင်ပါခင်းစင်သွားတော့သည် သို့သောသူစိတ်ကချက်ချင်းပုံမှန်သို့ပြန်ရောက်သွားပြီဟုမဆိုသာအလုံးရင်နှင့်ဝင်ရောက်ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်နှင့်အညီတော်တော်နှင့်အချိန်မပြေနိုင်သေးပဲဖြစ်နေသေးသည်ညပိုင်းအိပ်ရာဝင်ချိန်လောက်ရောက်တော့မှသူစိတ်ကအရာရာကိုအောင်နိုင်သွားတော့သည်ပေါ်ပါခြင်းကြည်လင်ခြင်းအေးမြခြင်းငြိမ်သက်ခြင်းတည်းဟုသော ကိုယ်စိတ်အခြေအနေများက အပိတ်ဆိုမရှိလွမ်းမိုးလာနိုင်တော့သည် ချိုနယ်ဦးကိုပြောမိတော့သူစကားတန်ကပင် နေခင်တုံကနဲ့မတူ क्वे ပြလျက်ရှိသည်အေးပါကွာမင်းပြောတာမှန်ပါလေကိုကပြက်ပြက်တာတာဆုံးဖြတ်ပြီးတော့မှဘာမြတ်တန်ရောစင်အမြင်တန်းနေစရာလူသေးလေပိုင်ရှင်ပေါ်ညူဆူတဲ့စိတ်နဲ့ပြောမိဆိုမိတာတောင်ငါနောင်တရမိတယ်ကွာနောက်တနေ့ကူးသေးနေပို့၍နောင်တရစေမိအเจ้าတစ်ခုကကြော်မိုးလင်ကိုစီးကြိုနေသည်အုံနာအိမ်သို့သွားခန်ဒီလောက်မှာပင် ဖုံးခေါ်တန်ကမြည်လာသည် ဖုံးကိုနားထောင်လိုက်သည်နှင့်အောက်ပါအတိုင်းကြားရတော့သည်မောင်ကျော်မိုးလွင်လာဟိအေးမင်းကူးချက်ချင်းဥဝင်ကိုလာခဲ့စေခြင်းနဲ့မင်းကမင်းကိုဥကောင်းကောင်းဧကန်စကားမပြောလိုက်နိုင်တဲ့အတွက်ဥကိုခွင့်လွတ်ပါကွာဒီလိုကမင်းကိုဥနည်းနည်းရှင်းပြမယ်တကယ်တော့မင်းကားပေါ်မှာကြံခဲ့တဲ့ပစ္စည်းတွေကဖျားထီးတော်မှာရွှေခေါင်းလောင်းဖြစ်နေချိတ်ဆွဲပြီးလှူဖို့စီစဉ်ထားတဲ့ပစ္စည်းတွေကပရိန်ဆရာလက်ထဲကိုအပ်ဖို့အတွက်အတင်းရောက်မှအလို့တစ်ခုပေါ်လာလို့ခဏဝင်မိရာက မင်းကားပေါ်မေ့ကြံထားခဲ့မိတာပဲဥကဝေပုံလဆန်လူအသင်းမှာဥက္ကဋ္ဌလုပ်တယ်ဒီနှစ်ထဲမှာဥကအလုတ်အားလုံးကနေအနားယူတော့မယ်ယဟန်ဘောင်ကိုလည်းတက်တော့မယ်ဒါကြောင့်ခုချိန်မှာဥလည်းစွန့်စရာရှိတာစွန့်လှူစရာရှိတာလှူလို့နေတဲ့အချိန်ဆိုပါတော့ကွာမနေ့ကဥလည်းတော်တော်အလုတ်များသွားတယ်ကွာညရောက်တော့မှဥကမင်းအကြောင်းကောင်းကောင်းပြန်စဉ်းစားချိန်ရတော့တယ်လူရင်းပြောရရင်ဥမင်းကိုသဘောကျတယ်ကွာ မင်းရဲ့ယူတာမှုအတွက်တခုခုပြန်စုချဖို့လေဆုံးဖြတ်လိုက်တယ်ဒီတော့ဥကဒီလိုစီစဉ်ထားတယ်ဥမာဘင်ကားတစ်စီးရှိတယ်အရင်တုန်းကတော့ဥကိုယ်တိုင်မောင်းတယ်လीအခုတော့ဥမျက်စိကိုတိတ်ဆိတ်မချတာနဲ့မမောင်းရတော့ဘူးဒရိုင်ဘာလည်းမငှားတော့ပဲဒီအတိုင်းထိုးထားလိုက်တယ်အဲ့ဒါအဲ့ဒီကားကိုဥမင်းလက်ထဲအပ်မယ်ကွာမင်းဥသွားစရာရှိတဲ့အခါမောင်းဖို့ပေးပေါ့ကျန်တဲ့အချိန်မှာတော့မင်းဖာသာတက္ကစီဆွဲကွာအုံနာကတွေဘာတွေပေးစရာမလိုဘူး ြားသလောက်မင်းယူပြီးတော့နောက်နှစ်မှာဦးကရဟန်းမောင်တက်တော့မှဆိုတော့အဲ့ဒီအချိန်ရောက်ရင်ဒီကားကိုဦးကမင်းကိုအပိုင်နောင်လွှဲပေးအောင်မယ်ကွာဘယ်နဲ့လဲမင်းသဘောကျရဲ့မဟုတ်လားဒါဖြင့်စီစဉ်စရာရှိတာစီစဉ်ရအောင်မင်းကူးချက်ချင်းဦးစီလာခဲ့ဟုတ်ပြီလားဟဲ့အမှန်ပြောရလျင်ဖုံပြောချင်းကိစ္စပြီးလျင်ပြီးချင်းဝမ်းသာစိတ်ကကြော်မိုးလွင်ရင်နဲ့ဟုံကလေးထကြွသွားမိဒီကအမှန်သို့တော့မနေ့ကဥပခိုင်ပေါ်ပြောမိဆိုမိ ြင်မမိသည်များကိုသူချက်ချင်းပြန်တရိယသွားသည်ထိုအခါမိမိစိတ်မခိုင်မှုစိတ်ထားမမှန်ခဲ့မှုအပေါ်ပြန်လေရှက်နှိုးမိခြင်းနှင့်အတူထိုဝမ်းသာစိတ်များကရုတ်ချီးပင်ငုတ်ရှိုးသွားသည်ထိုမြမကပို၍နောင်တရမိခြင်းတနှုံနှုံဖြစ်ရခြင်းများကိုပါမျက်ရည်လည်းရင်ပူတွဲခံစားလိုက်ရသည် ခုနေဇီးထဲမှာချုံွယ်ဦးကိုဤတဲ့ရင် ပြောပြလိုက်ပါကဝမ်းသာသွားမည်မှာမဟုတ်ချ သို့သောယခုချိန်၌စိတ်မကောင်းခြင်းကသာ သူအားကြီးဆိုးနေတော့ရာချုံွယ်ဦးကိုဦးရဖရာသွားပြောပြခြင်းလောက်အောင် တက်ကြွမနေတော့ပြီတခုတော့သူကောင်းကောင်းသိလိုက်သည်အခြားမဟုတ်စစ်မှန်သောယူသားမှုကသာအလုံးစုံသောစိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်သည်နည်းနည်းယူသားကနည်းနည်းချမ်းသာမည်များများယူသားကများများချမ်းသာရမည်ပြေဝသောတိလဖြူစင်မှုကသာပြေဝသောကောင်းကျိုးအထွေထွေကို ပေးစွမ်းနိုင်မည်။ဂျာငစင်လေဤဥပုပ်ဆောင်နီးမျိုးကဲ့သို့အကျိုးပေါင်းအပြောက်ကြားတွေနှင့်ပြည့်နှက်နေသောသီလဆောင်ထိန်မှုနီးမျိုးကတော့ရှက်ဖွဲရာကဲ့ရဲ့ဝဲရသာဖြစ်သည်။ထို့ကြောင့်ယနေ့မှစ၍စစ်မှန်ပြေဝသောသီလကိုသာ သူစူးစားပြီးစောက်တည်တော်မည်။မြည်သည့်အကြောင်းကြောင့်ဖြစ်စေမြည်သည့်အခါမျှရိမ့်ရိုင်သွေးပြေခြင်းမရှိရအောင်လေသူထိမ့်သိမ့်သွားတော်မည်။စသည်ဖြင့် ခိုင်မာသည့်တန်နှိတ်ထန်တရက်ကိုပါပူးတွဲ၍ချမှတ်လိုက်မိခြင်းဖြစ်သည်ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာနာတော်တဆင်သူညီကောင်မောင်နှမများအားလုံးကာယစိတ်ဓာတ်နှစ်ဖြာသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လေးမှဆုတောင်းပေးရင်နောက်ထပ်ဝိထုတို့များမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ